ျွန်တော်နောက်ဆုံးနေ့မှာအပြက်ပြီးရောမူးလဲတဲ့အခြေအနေဖြစ်သွားရဲဆိုတာသူကအဲ့လိုမျိုး40တခုပဲအဲ့ဒီအစားတောက်တွေကျွန်တော်မစားတတ်ဘူးမစားတတ်ဘူးဆိုတာအရေတောက်တွေစွပြုတ်တွေများတယ်ကျွန်တော်ကသမင်းအရန်စားရတယ်ညာလူကအဲ့ဒီကျမအားလဲရန်နေနေတဲ့အချိန်ကြတော့ဟိုပန်းတိုင်းပြောဟိုအမှန်တကယ်တော့ဟိုအပြုံးမပြအောင်တော့အတတ်နိုင်ဆုံးတော့ထိမိနေရတာပေါ့နော်အနေပြီးတော့အဲ့မှာကျွန်တော်စိန်ပေါ်မှာပြောအားမှာကျွန်တော်ပါ ဘာဆိုဘာမှမပြောနိုင်ကြီးကြီးတွေထက်တက်လာပြီးတော့ကျွန်တော်တို့နဲ့အမတ်တရားဓာတ်ပုံထက်ရိုက်တဲ့အချိန်ရောက်မှဘယ်လိုပြောရအောင်အာယုံဆိုင်လို့မရတော့အဲ့လိုအနောက်ကြီးကိုသူ့အောင်အုံးဆိုပြီးတော့အဲ့လိုလမ်းကြောက်ရောလမ်းကြောက်စိတ်မောမှာပဲဟုတ်အာဒါကကျွန်တော်ဟိုဟာ Face of Asia ကျွန်တော်တို့ဒီဟို model ပြိုင်ပွဲကြီးပေါ့နော်ကိုရီးယားမှာလုပ်တဲ့ model ပြိုင်ပွဲကြီးမှာကျွန်တော် first prize winner ဆိုတဲ့ဆုရခဲ့တာပေါ့နော်ဟုတ်အပြော်တာပေါ့ကျွန်တော် ကကျွန်တော်နာမည်အရင်းကိုအရန်သဘောကြလေဖေမေပေးထားတဲ့နာမည်ရင်းသူတအောင်ဆိုသူတို့ကလည်းကျွန်တော် passport ပေးထားတဲ့ဟာနဲ့နာမည်နဲ့ကိုအဲတိုင်းသူတို့ကထည့်လိုက်မိတာထည့်လိုက်ပြီးတော့ကျွန်တော်မပြောင်းတော့ဘူးဆိုတော့ပြောင်းမှမယ်ဒါအမပြောင်းတော့ပါဘူးဘာဖြစ်ကျွန်တော်အတွက်လည်းအဆုရသည်ဖြစ်စေများသည်ဖြစ်စေသူတအောင်ဆိုတဲ့နာမည်လေးနဲ့ကျွန်တော် လုတ်ခဲ့ရင်လည်းအမှတ်တရဖြစ်တာပေါ့ဗျာဟုတ်အဲ့လိုမျိုးလေးနဲ့ပဲကျန်ဆက်တော့ဒါပေမဲ့ရွာသွားတော့လည်းအတိုင်းနဲ့မသိအရန်ပြော့ပါတယ်ဂျင်ချီကတော့သူကဘာကျွတ်ကျင်ချီလေးပဲအများကြီးစားခဲ့ဒါပေမဲ့တခုပဲအဲ့ကြောင့်လေကျွန်တော်နောက်ဆုံးနေ့မှာအပြက်ပြီးရောမူးလဲတဲ့အခြေအနေဖြစ်သွားရဲဆိုတာသူကအဲ့လိုမျိုး၄၀တခုပဲအဲ့ဒီအစားတောက်တွေကျွန်တော်မစားတတ်ဘူးမစားတတ်ဘူးဆိုတာအရေတောက်တွေစွပြုတ်တွေများတယ်ကျွန်တော်ကသမင်းရမ်းစားရတယ်ဗျာသမင်းရမ်းစားရတယ်ဆိုတော့အရေတောက်တွေနဲ့အဲ့လိုမတင်းတိန်တာပေါ့အမှန်တကယ်တော့ ဟုတ်တယ်ဗျစင်ပေါ်မှာမူလဲဝါတာကျွန်တော်တို့ကအဲ့လိုမျိုးနေ့တိုင်းအေးပြက်တဲ့ရက်အရင်များပါပေါ့နော်အဲ့လိုမျိုးနေ့ရက်တိုင်းအများတယ်ပြီးတော့အစားအသောက်ကိုစနာပြောသလိုပေါ့အဲ့မှာကျွန်တော်တို့ကဟိုထမင်းဘဝလေဘဝလေတို့ကတို့ကတို့အစားစားပဲကြွေရကျွန်တော်ကကြောင်ထမင်းရမ်းစားရတော့ထမင်းမစားအဲ့လိုမျိုးဖြစ်တယ်အဲ့နောက်ဆုံးနေ့မှာကျွန်တော်တို့အဲ့ဆုမပေးခင် round around အရှိမှာဘာဖြစ်လဲဆိုတော့ကျွန်တော်ကအဲ့မှာနှလုံးကနေပြီးတော့ဟို hide တာ hide တာ hide တယ်ဆိုတော့အဲ့လိုမျိုး အဲ့တော့အသက်ရှူလို့မရတဲ့ပြဿနာအသက်ရှူကျက်တဲ့ဟာတွေဖြစ်လာပြီးအားနေပေါ့နော်အဲနောက်ဆုံး final round နဲ့ round ကိုကြတော့ရှောက်ပြီးတဲ့အချိန်မှာစုတွေကြော်ညာပါအဲ့မှာအသက်နိုင်ဆုံးတော့အားတင်းပြီးတော့ရအောင်တော့ရှောက်တယ်ပေါ့ရှောက်ပြီးွားတော့ပြီးွားပြီးအဲကျွန်တော်စုကြော်ညာရတယ်စုကြော်ညာရတဲ့အချိန်မှာကျွန်တော်စုရွားရဲ့အဲ့ဒီအချိန်မှာစုရွားရဲ့အချိန်မှာအဲ့မှာကျွန်တော်ရမ်းရင်ခုံွားရင်ခုံွားပျော်တာပေါ့နော်လူကအဲ့ဒီအချိန်မှာအားလဲရမ်းနေနေတဲ့အချိန်ကြတော့ဟို ပန်းတိုင်းပြောဟိုအမှန်တကယ်တော့ဟိုအပြုံးမပြအောင်တော့အတတ်နိုင်ဆုံးတော့ထိမိနေရတာပေါ့နော်အနေပြီးတော့အဲ့မှာကျွန်တော်စင်ပေါ်မှာပြောအားပါကျွန်တော်ဘာဘာဆိုဘာမှမပြောနိုင်ပြောနိုင်အောင်ကျွန်တော်အရန်စိတ်တွေလှုပ်ရှားတယ်အတွေးပေါင်းစုံပဲအုံတော်ထဲမှာအတွေးပေါင်းစုံဝင်လာဘာအတွေးနေမှန်းမျိုးစုံတွေးအောင်အားမှာပြီးွားရအကုန်ပြီးွားရအချိန်မှာဓားပုံတွေဝိုင်းရကြတယ်ဟုတ်ပြီမအဲ့ဒီအထိကိုကျွန်တော်တောင်းခံနိုင်တယ်အကုန်ပြီးွားရအချိန်မှာအဲ့တခြားအောက်ကနေဟိုအကြီးကြီးတွေထက်တက်လာပြီးတော့ကျွန်တော်နဲ့အမှတ်တရဓားပုံထက်ရိုက်တဲ့အချိန်ရောက်မှကျွန်တော်အဲ့လို ရိုက်ရပေါ့နော်အပြုံးပြုံးလေးနေပြီးတော့ရိုက်ရဲအဲ့လိုရိုက်နေကျမကျွန်တော်မျက်လုံးကဘာမှမမြင်ရတော့ပြာနှမ်းသွားတာပြာနှမ်းပြီးတော့ခြေတော့ကအဲ့လိုဟိုအာယုံ3 side ဟိုဘယ်လိုပြောရအောင်အာယုံ side လို့မြင်ရတော့အဲ့လိုအနောက်ကြီးကိုသူ့ဟာဆိုအုံးဆိုပြီးတော့အဲ့လိုလမ်းကြောက်ဟောလမ်းကြောက်စိတ်မောမှာပဲဟိုကျွန်တော်ဣတိပြောပြရတော့ငါးစက္ကန့်6စက္ကန့်လောက်ကြာအဲကျွန်တော်အဲ့လိုအုံးဆိုပြီးတော့နောက်ကိုလမ်းကြောက်သွားတဲ့အချိန်မှာကျွန်တော်တိတာကျွန်တော်ဖက်နှက်တွေဝိုင်းချွတ်တယ် အဲ့လိုဖက်နှက်တွေဝိုင်းချို့ခြေတွေဝိုင်းချို့ခြေမတွေလိမ်ဆွဲလေလို့အားဆိုရင်အဲ့အဲ့ဒါကိုတော့ကျွန်တော်ကောင်းကောင်းသိအဲ့လိုခြေမလိမ်ဆွဲလိုက်လို့လဲကျွန်တော်ပြန်ပြီးလန်နိုးလာတယ်ချုပ်ပေးပြီးတော့ရက်တွေဝိုင်းခဲ့ခြေတွေဝိုင်းတိုက်ပြီးတော့အားကြောင့်မှကျွန်တော်10မိနစ်လောက်နားပြီးမှအားပြန်ယူပြီးတော့မှန်တိုင်းပြောရင် spray မှန်တိုင်းပြောရင်အရန်အားနာပေါ့ဗျာအဲ့လိုအရန်အားနာပေါ့လူကြီးတွေရှိနေတဲ့အချိန်ကျတော့အရန်အားနာပေါ့ဟုတ်အော်နောက်ထပ်လဲဘာတွေထပ်လုပ်ရမလဲဆိုတော့ဟိုကျွန်တော်အခုဒီစုလေးရတယ်ကျွန်တော်ရဲ့နောက်ထပ် achievement ဖြစ်တယ် အာဘာဖြစ်ဖြစ်ကျွန်တော်ရှေ့ဆက်ရမယ်ဟိုဆက်ပြီးစူးစမ်းရမယ်ခီလန်ကကျွန်တော်တို့အားဖြစ်သွားရပေါ့ဗျာဖက်ပြီးတော့ဘာဖြစ်ဖြစ်ကျွန်တော်ကဘယ်အခွင့်အရေးပဲရသလိုရသလိုကျွန်တော်ရှေ့ဆက်ပြီးတော့အများကြီးစူးစမ်းသွားပါမယ်။ဘာကြီးဆက်လုပ်သွားမလဲဆိုတာတော့ကျွန်တော်ရတဲ့အခွင့်အရေးမှန်သမျှစူးစမ်းမယ်။ဟိုအခွင့်အရေးရအောင် ရှာမယ်။ရသလိုစူးစမ်းသွားမယ်ပေါ့နော်ဟုတ်